ပညာဆိုတာဘာလဲဆိုဆိုလေးနည်းနည်းဖြတ်ပြောရမယ်ပညာဒီတို့ဆိုတော့မင်းတို့ငါတို့ပြောနေကြတယ်ပညာမသိဘူးလားသိတယ်တမိပညာဆိုမသိဘူးလားသိတာပဲပြောစမ်းဆိုပညာဆိုဘာလဲဟုတ်ဘူးကြီးစံပိတ်သက်ထောင်တော့အကုန်လုံးနိုင်သွားတယ်ဘာကြောင့်လဲသိတယ်ထင်ပြီးမသိပဲဖြစ်နေတယ် ပညာဆိုပါလေမသိဘူးလားသိသားတယ်ပြောစမ်းကွာတော့ဟမ်ငောင်းသွားတယ် if you don't ask me i know but if you ask me i don't know in this valley to you မမေးလို့ရှိရင် if you if you don't ask me me now မမေးလို့ရှိရင် i know နာသိပါတယ် but if you ask me i don't know မေးရင်မသိတော့ဘူးမမင်းရင်သိမင်းရင်မသိတော့အဲ့ဒီပြဿနာလို့ရ တို့ကငါဒီလူငယ်တွေကိုပြောတဲ့အခါမှာအဲ့ဒါကြောင့်ခလေးတွေကိုပြောတဲ့အခါကျအဲ့ဒါမျိုးတွေထည့်ထည့်ပြီးပြောလို့ရှိတယ်။သူ့ဘာကိုမသိရင်မသိဟုတ်လားမသိကြောင်းကိုသိရတယ်။အကျဉ်းသူတွေမသိတယ်။မိမိမသိကြောင်းကိုလည်းမသိတယ်။ထိုသူကလူမိုက်ကြီးရှောင်းပါတဲ့။ He who knows not and knows not that he knows not is a fool. သူကလူမိုက်တယ်။ရှမ်းနေရှောင်းလိုက်ပါ။မိမိမသိဘူး။ သူတို့မိမိမသိကြောင်းတော့ကသိတယ်သူသူကလူရဲ့လူရိုးကြီးနဲ့ကိုင်ကြီးလိုက်ပါအရင်သူသည်သိတို့သူသိမှန်းတော့ကမသိသူသူကအိပ်ပျော်နေသူသည်နှိုးလိုက်ပါအရင်သူသည်သိသူသိကြောင်းကိုလည်းသိသူသူကပညာရှိတယ် follow him စိတ်ကပါနားလည်တယ်နော်အဲ့တော့တို့ကတို့ကိုတို့ဘာလို့အမှန်ဆိုမသိဘူးဆိုတာပြန်သိအောင်လုပ်ရတာ ဒါကလေးတွေကိုပညာသင်တဲ့အခါမှာအဲ့ဒါအရေးကြီးလို့သူမသိဘူးဆိုတော့တိအောင်လုပ်ပြရအဲ့လိုသိလာလို့ရှိရင်မဆိုးဘူးအခုလည်းပဲပြောအောင်ပါပညာဆိုပါလေအောင်သိမသိဘူးလားကဲမအဝိဇ္ဇာ distinction ဟုတ်လား position 1 first အဲ့ဒါနဲ့အောင်လာခဲ့တာပညာဆိုတိတာပေါ့တိတာပေါ့ပညာဘာလဲလို့မေးတော့ဥဒုံအောင်ဖြစ်သွား တမီးတို့ကိုနှမကောင်မလေးတွေကလေးတွေပါတယ်ငါဒီပညာဆိုတာငါလည်းသိတယ်လို့ထင်နေတာငါပညာဆိုတာသိတယ်ငါသိတာပညာဒါဖြင့်ဒီပန်းမွင့်ပါသိတယ်ဒါပညာလားငါပန်းမွင့်ဒီအရင်ရေပဲဒါဖြင့်အတန်းမိုက်ခရိုဖုန်းပဲတထဒါမျိုးပြောတာလားမဟုတ်တော့အဲ့မှာကြည့်ရတဲ့ခါကျတော့နောက်ဆုံးမှငါမှဘယ်မှာတော့တွေ့လဲဆိုငါကိုယ်တည်းလည်းပဲရှေ့ခေတ်ဗကန်ကြီးကြောက်ဆိုင်ကိုသင်ခဲ့ရတယ်သင်ယူခဲ့ရတယ် ကျောက်စာကြီးတိုင်ကိုတင်ခင်ရတာနောက်ကျတော့ကျောက်စာဖြစ်လာတော့ပြန်တင်ပြရတယ်ဥစ္စာအဲ့ထဲမှာသွားတွေ့တယ်ဥစ္စာလုံးဝကျ10နှစ်လောက်ကမှငါပြန်ပြီးသဘောပေါက်တယ်အဲ့တော့တင်းတို့သူမိကျောက်စာဘာပါလာတယ်သူအဲ့ထဲမှာဒီကောင်းမှုတွေကိုပြုရပါလို့ကြီးတဲ့ပြုရအောင်ကြီးတဲ့ဒီကောင်းမှုကိုပြုရတဲ့အတွက်ကြောင့်ငါလဲတဲ့ပြောရမယ်တော့ငါလဲတဲ့ပြညာမဲ့သော ပညာမရှိသောမိုက်တော့မဖြစ်မူ၏ပညာရှိသောအကြောင်းကိုသိသောသူဖြစ်ရပါလိမ့်ဆိုဟာပညာရှိတဲ့ဥစ္စာအကြောင်းကိုသိသောပါလားဓာတ်ဖြစ်ပါတော့အကျိုးကိုတွေ့တဲ့အခါမှာအကြောင်းကိုသိတဲ့ဥစ္စာကြီးပြည်ဆိုင်ရယ်ပထမဆုံးသာတဘောအဲ့ဒီမှာပထမဆုံးသဘောပေါက်တယ်ဆိုဘုသူ့ကိုသွားတွေ့လိုက်တယ်လို့ဆိုငါတွေ့လိုက်ပြီလို့ကပထမစားစားချင်းလှမ်းမြင်လိုက်တာဘယ်လိုဆို စာအဆက်ညူတန်ညူတန်အဲ့ဒီကိုသူ့ကိုသွားသတိရပြီအောင်သင်စဉ်းစားဖို့တည်းမှာပထမဆုံးစဝရတယ်ညူတန်ဘောင်းဆိုတရားသိကျွေဖို့ဆိုကြတယ်အုံနည်းကျွေအုံဆိုကြတယ်ဟိုမှာပိနေသိကျွေဘုံဆိုကြတယ်ခဲပြလိုက်တယ်ပြန်ကြတယ်အဲ့မှာသူကစိတ်ရှင်းစဉ်းစားတယ်အဲ့ယူတာစဉ်းစားရတာဘာဖြစ်လို့ဖြည်းစီးဖို့ပြင်ပြန်ကြရလဲတခြားလွင့်ထွက်တော့ပါလားလာပြီတဲ့ဘုန်းကြီးရှိတာပဲတော့ပါလား အဲ့ဒီကိုမလိုမဲနဲ့ဘာကြောင့်မြေကြီးပေါ်ပြန်ကြလဲဘာကြောင့်မြေကြီးပေါ်ကြလဲအဲ့ဒီဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲဆိုကက်ပြီးလိုက်ခါကြမှာ तू ကစိတ်ထဲမှာဘာတွေ့လိုက်လို့ကဘာမြေကြီးမှာဆွေးနေနေတက်ရှိတယ်ဟောကဲဘာလဲအကျိုးကပြည့်စုံရခဲတယ်အုပ်စီတွေတည့်စီတွေဘာတွေအကုန်လုံးကမြေကြီးပေါ်ကြတာဒါအကျိုးအဲ့ဒါရဲ့အကြောင်းကဘာလဲဆိုတော့မြေကြီးရဲ့ဆွေးနေနေတက်ဒါကွားတွေ့တာ အဲ့တော့မှငါဆက်ပြီးတော့ဘာဖြစ်သွားတယ်ဘုရားကိုစဉ်းစားတာဟာဘုရားရောတွေ့တကယ်ရေးတပါဟိတ္တဘောဘောသူကတော့အကျေအကျေဆုံးတရားဟုတ်ပြောလို့တဲ့အကြောင်းတရားတို့ရှိကုန်ဟာရေးတမဟိတ္တဘောဘောသူတော့သူတော့တွေ့တာသူစဉ်းစားနေတာနောက်ဆုံးကြတဲ့အခါကျတော့ နည်းနည်းလေးအဖွဲ့အစည်းပါသွားလို့ရခွတ်လွတ်တော့ပါငါဒီလိုက်တော့အရှာဆိုတဲ့ဖရားရဲ့အကြောင်းကိုရေးထားတဲ့အရှတ်တဲ့အလင်းရောင်ဆိုတဲ့စာအုပ်ငါကုအဲ့ဒါဘာသာပြန်ပြီးတော့တရတဘူးတဘူးကဓမ္မရေးမဂ္ဂဇင်းထဲမှာထည့်အဲ့ဒီအချိန်မှာတခုလေးပဲပြောလိုက်ပါတူတူချုပ်ပြောမှာနော်တိတ်အကျေကြီးမပြောဘူးတိတ်ကောင်းတာစာရေးရလဲတိတ်ကောင်းတယ်ခင်ဗျားလင်္ကာကြီးသူရေးတဲ့ဥစ္စာတခါလေရေတော်ရရား ဲ့နေမှာထွက်သွားတဲ့ခါကျမှလှော်လေးမင်းနဲ့တူတူနာမင်းကြီးကနေတော့ခုနကတူတူမင်းများအပြင်မထွက်ရအဲ့ဒီမှာတူနာများကုဋ္ဌမြူနာဆက်စများအကုန်လုံးမထွက်ဘုရားအမိန်တော်ဟာအဲ့ကြတဲ့နေပြီးတော့တူနဲ့ဆန္ဒနဲ့မြောက်ထွက်တဲ့တည်းမှာအကိုကြီးတယောက်ကကုန်းကုန်းလို့ထွက်တော့ဆန္ဒဒါပါတော့လူကဒီပုံကြီးမွေးလားတခါတည်းကလူကဒီလိုမွေးလားဟုတ်ပါဘူးဗျာဒုက္ခကြီးကကုန်းနေပါဘူးဘာဖြစ်လို့ကုန်းလဲ မှန်လားပါဗျာလုံနေတဲ့အတိရှိစေကတော့ဒုက္ခကစံ့ငယ်ကွာအခုတော့ဖြစ်ကာလပရိစေရာဆိုရဲအတိရှိစေဆိုဝိနုမူရကျောဘပြီလို့စံ့လို့မရတော့ပါဘူးခင်ဗျာဒီလိုဖြစ်တယ်ဖြစ်ပါတယ်ဒါပြင်ငါချစ်သောရတော်ရရောဒီလိုပဲဖြစ်မှာပါခင်ဗျာကိတာတို့ဇာလိမိတို့ငါရံရတော်တွေကိုဒီလိုပဲဖြစ်မှာဖြစ်မှာပါခင်ဗျာငါလဲဒီလိုပဲလား ဖြစ်ရမှာပါဖေ။နောက်သူတွေတွေ့တယ်ထားလိုက်ပါတော့။ဘာဖြစ်ကြတော့မှန်လားပါဗျာ။သူတွေလို့ခေါ်ရတယ်။ဘယ်လိုဖြစ်လဲ။မှန်လားပါဗျာ။မေးတော့လည်းမကြားတော့ဘူးဖေ။ကျွေးတော့လည်းမစားတော့ဘူးဖေ။ပြတော့လည်းမမြင်တော့ဘူး။ကြားတော့လည်းမကျင်တော့ဘူးဖေ။မှချစ်တော့ရတော့ရဲ့လို့ဖြစ်မှာ။မှန်လားပါဗျာ။ဖြစ်ရမှာပါဗျာ။နန်းတော့ပြန်လှည့် ငါမမျော်လင့်တာကိုတွေ့ပြီးပြန်ပြောင်းမောင်ဖေကမျက်နှာတော့ညှိုးလိုက်လားဖေညီမတို့မချစ်တော့ဘူးလားဖေညီမတို့ကြီးငွေလို့လားဖေဟုတ်ပါရတော်ရရဲ့ဖောက်ပြန်ပြောင်းလဲခြင်းမရှိပဂတိသောမေတ္တာတရားစီမင်းရဲ့နှလုံးသားကိုဖြည့်သိမ့်နိုင်ပြီဖေဖြည့်သိမ့်မှရတော်ရရဲ့ငါမင်းကိုရှိရလဲချစ်ပါတယ်အခုလဲချစ်ပါတယ်တကယ်ကိုချစ်ထားပါရတော်ရရဲ့အဲ့ဒီရ ရတော်ရအိတ်သွားတဲ့ခါကြတော့အိတ်ဖန်စောင့်နေကညငါအိတ်ဖန်စောင့်မှမယ်ရတော်ရမင်းရဲ့နှုတ်ခမ်းအစုံကထွက်လိုက်တဲ့စကလုံးတွေကမင်းနဲ့ငါကိုခွဲတော့ပြီချင်းနေရတော်ရမင်းနှုတ်ခမ်းအစုံနဲ့ငါနှုတ်ခမ်းအစုံကိုနှစ်ခုကိုဖိကပ်ပြီးတွက်ခါကသိသိထားတော့လဲအချိန်ကာလဆိုရင်ခိုးလူကြီးဘုံအောင်တို့ဘာနဲ့တားမှာလဲသိမဲမင်းမြောင်တို့ကဘယ်ညာသွားနေလူရမှာလဲရတော်ရငါမင်းကိုမခွဲနိုင်ဘူးနော်သိချစ်တယ်အဲ့တော့ မင်းနဲ့ငါ့ကိုဘယ်တော့မှခွဲနိုင်နဲ့ဘာမှမခွဲနိုင်နဲ့နေရာကိုတွားရှာရစီခဏလေးသီးခတ်တော့လေအဲ့ကြမင်းနဲ့ငါနဲ့အတူတူထာဝရနေရပါလိမ့်မယ်ရတောရာနေခဲ့တော့ငါတွားတော့မယ်ဆာနာဖရကန္တကကိုဆောင်ရမမဖရအက္ကလညခါကြီး မျက်စိလို့မသိကြဘူး။ဆန္ဒကန္တကကိုဆောင်နေ။မမဖျား။ပြီးတော့မှကန္တကကိုလေဘင်းလေးကိုလက်နဲ့ပုတ်ကန္တကမဟိလိုက်နဲ့နော်မဟိလိုက်နဲ့။ဒီရင်းညာဖို့မှာငါမျက်စိတရေကျော်လို့စိတ်သမားခိတဲ့မှာအဝေးဆုံးကိုငါနှင်တော့မယ်။ပါလစ်ဆိုငါတစ္ဆာတရားကိုရှာဖို့တွားတော့မယ်။ငါခီးရအဝိဇ္ဇမဲ့ ဟောဆိုသစ္စာတရားမတိမချင်းငါခီးပစုံဘယ်နေရာမှာတွေ့မလဲဘယ်တော့မှတွေ့မလဲဆိုတာငါမသိဘူးလေဒါမှမဟုတ်မတွေ့မချင်းငါမရက်တော့ဘူးကန္နကရဲ့တန်ရပကုံတန်ကျုံရင်ဒါသံမျိုးချလို့ဒါရွာထောင်ရတားစီပါတော့လေမညာမတော့ချင်းချင်းဖောက်လိုက်စမှာကန္နကရေးပြေးပြီတော့လို့များပြောလိုက်ရှင်မင်းရဲ့ခွာဆုံးကိုလေခဲ့သူလည်းမြန်လိုက်စမှာမိခဲ့သူလည်းထိုင်ရဲ့မှာလောကကြီးမှာအမိမဆုံးတော့ခိုးမှုကြီးကိုကျူးလို့တော့ ငါ့ကိုခိုးဆောင်လို့သွားလိုက်ဆုံးပါအဲ့ဒီအတွက်တရေကြမင်းဝေစုရောက်ပါလိမ့်မယ်